စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတော်ကောင်းဆိုတာအလွန်နေအသိဉာဏ်ကိမဲ့တဲ့ပုဂ္ဂိုလ်တွေကများတယ်အသိဉာဏ်ကိမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့ဆုံရင်တော့ဘလို့ဖြစ်မလဲဆိုအဋ္ဌတနေနဘာလနံနိစ္စမေဝဒုက္ခိတိယဘာလဆိုတဲ့ပုဂ္ဂိုလ်တွေတော့မဆုံရရင်အကောင်းဆုံးပဲတဲ့ဟောသူတို့နဲ့ဆုံလိုက်ရင်ဘာကောင်းကျိုးမှမရတဲ့အပြင်ဆိုပါစို့ဟော တို့အမှုအကျင့်မလိုက်တောင်မှပဲဘာလနဲ့စုံစည်းရတဲ့ပုဂ္ဂိုလ်ဟာဘေးကလူတွေကအထင်မြင်ဆောင်းပြီးတော့အပြစ်ပြောခြင်းတောင်ခံရမယ်လို့ဒီလိုဆိုတာပေါ့နော်ဒီလိုဆိုတာမကောင်းတဲ့ပုဂ္ဂိုလ်နဲ့ဒီပေါင်းတင်ဆက်ဆံလာလို့ရှိရင်တော့ဂုံကျေးစုဘာတစ်ခုမှ မရတဲ့အပြင်အပြစ်တင်ခြင်းရှုတ်ချခြင်းဆိုတာတောင်မှခံရနိုင်တယ်လို့ဒီလိုဆိုတာ ဒါကြောင့်မို့အတ္တတဏိနာဘာလနာဘာလဆိုဒီမှာတွေးတာလဲမကောင်းတာတွေးတယ်ပြောရင်လဲမကောင်းတာပြောတယ်မကောင်းဘူးဆိုတာကောင်းကျိုးချမ်းသာကိုမပေးနိုင်တဲ့အတွေ့မကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့အပြောကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်တဲ့အလုပ်မျိုးတွေတွေးတော်ခြင်း ပြောဆိုခြင်းပြုလုပ်ခြင်းဆိုတာတွေဟာအလုံးဟာအပြစ်မကင်းတာတွေကြီးဖြစ်သည့်အတွက်ကြောင့် ဘာလနဲ့ဆုံစည်းလို့ရှိရင်စိတ်ညစ်စရာတွေကြီးပဲကြုံမယ်လို့သူတို့ပြောတာပေါ့နော်အဲ့တော့သူတို့နဲ့မဆုံတာအကောင်းဆုံးပဲနေဆမေဝဒုက္ခိတ္တိယအမြဲတမ်းချမ်းသာမှာပဲသူတို့နဲ့မဆုံရရင်အမြဲတမ်းချမ်းသာမှာဒါဗုဒ္ဓမြတ်စွာကဒီဒေသနာတော်မှာဟောပြောထားတာနော်အေးဘာလနဲ့ဆုံစည်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘာတွေဖြစ်တတ်တုံးဆိုတာကိုဆက်ပြီးတော့ပြောသေးတယ် bala tinggeda sarihi diga madhana to sedih. lumai ku medui ra kau ne lu age di yade ji so lo shin ta jamen la ba me ba lo jin no tu su taung ne the be ba le li phalan napatti natu ni bala ko cha le ma cha chin ီလိုဆိုတာပေါ့နော်ဘာလဆိုတဲ့ပုံကောင်နဲ့မဆုံရရင်ကောင်းတယ်ပေါ့သူနဲ့ဆုံမိပြီးတော့သူ့အမှုကျင့်နေကိုကူးဆက်သွားရင်ဒုက္ခရောက်တော့မှာပဲဒါကြောင့်မို့မဆုံရင်မူအဲ့ဒီပုံကောင်မျိုး မစင်လို့ယွန်ရှာရမဲ့ပုံကောင်မျိုးပဲလို့အခုလဲဘာလနဲ့မဆုံခြင်းဟာအမြဲတမ်းချမ်းသာတယ်ဆိုတာဘာကြောင့်လဲလို့အဖြေထုတ်ဖို့ရကြအကြောင်းပြဖို့အတွက် ပါဠိသင်္ကတစာရီပါဠိတွေနဲ့ပေါင်းသင်းဆက်ဆံပြီးတော့သွာလာနေထိုင်လေးရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီကမတ္တနာသောစတိကာလရှိကြစွာတောကရောက်ရောက်ရတတ်တယ်ဟုတ်တယ်လေမကောင်းတဲ့လူနဲ့ပေါင်းတဲ့အခါမကောင်းတာတွေလုပ်မိတယ်ဟော မကောင်းတဲ့လူနဲ့ပေါင်းပြီးမကောင်းတာတွေလုံးပြီလို့ရှင်ပြဿနာတွေတက်တယ်ပြဿနာတက်လာလို့ရှင်ဟောဒီပြဿနာကြောင့်ဆင်းရဲဒုက္ခတွေမျိုးမျိုးကြုံရတယ်ဒီလိုဆိုတာပေါ့စဉ်းစားတာကြည့်တော့ပေါ့နော်အဲ့ဒါလို့ပြဿနာ မျိုးစုံတွေဟာဘာလကြောင့်ပဲတက်လာတတ်တယ်မြတ်စွာဘုရားကဥပမာတစ်ခုဟောထားတယ် အမိုက်ကစပြတ်တမေးလောင်ဆိုတဲ့ဥပမာဘာမှတန်ဖိုးမရှိတဲ့အမိုက်တွေကနေပြီးတော့မေးလောင်တာနဲ့တန်ဖိုးရှိတဲ့အရာတွေပါသွားနိုင်တယ်ပေါ့ထို့တူပဲဘာလနဲ့ပေါင်းတဲ့ဆက်ဆံလို့ကောင်းကျိုးချမ်းသာတွေမရယူများမကပျက်စီးဆုံးရှုံးမှုမျိုးတွေနဲ့အများကြီးကြုံတွေ့နိုင်တယ်လို့ဒီအိဗယ်ကိုမြတ်စွာဘုရားဘာလသင်္ခတစာရီ ဘာလနဲ့စုံစည်းပြီးတော့နေထိုင်လေးသွာလာလေးရှိတဲ့ပုဂ္ဂိုလ်ဟာဒီကမတ္တနာ သောစတိကာလရှိကြစွာစိုးရင်ရတတ်တယ်ဒုက္ခတွေရောက်တယ်အပင်ငယ်ကြသွားတယ်ဘာလစကားနားထောင်ပြီးတော့မဟုတ်တာတွေလုံးမိတယ်လုံးမိသည့်အတွက်ကြောင့်ဒီဘဝတွေအပြစ်တွေရတယ်နောက်ဘဝလည်းတန်တရာမှာဒုက္ခတွေရောက်တယ်ဒါကြောင့်မို့ဒုက္ခောဘာလိဟိတံဝါတော်ဘာလတွေနဲ့ အတူတကွနေရခြင်းဟာအလုံးကိုဒုက္ခဖြစ်တယ်။ဆင်းရဲဒုက္ခမှုတွေဆင်းရဲတယ်ဆိုတာဆင်းရဲဖို့အကြောင်းတရားတွေဖြစ်ပေါ်လာတယ်လို့ဒီလိုဆိုလို့တာ။ဘာနဲ့ဥပမာ တူတော့ဆိုရင် ဘာလနဲ့နေထိုင်ရတာဟာဘာနဲ့တူတော့ဆို အမိတ်တေနေဝသဗ္ဗတာကိုယ်ကိုယံလုံးနေတဲ့ယံသူတယောက်နဲ့အတူနေရတယ်လို့ပဲ။ဘာလဟာမိတ်ဆွေဖြစ်ပေမဲ့ကိုယ်နဲ့ ကိုယ့်အတွက်မကောင်းချိုးပေးဖို့အချိန်မရွေးဖြစ်နေသည့်အတွက်ကြောင့်ကိုယ့်ကိုယံလုံးမဲ့တတ်မဲ့ဖြတ်မဲ့မိယံသူနဲ့အတူနေရသလိုဖြစ်တယ်တဲ့ဒါမင်္ဂလာ